မင်းနာလိုချင်တာရကောဝဲပြီးမင်းရမွေးနေမှာတစီအောင်ကောအပင်းအားစင်နေကြတဲ့ပြိသက်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပြိသက်များအားလုံးအတွက်အမှတ်တရနေ့ဆိုတဲ့အစီအစဉ်လေးကိုတင်ဆက်ပြရောမှာဖြစ်ပါရှင်မင်းတို့ရဲ့အစဉ် FM သစဉ်ပရိသတ်များရှင်မတရားနေ့အစီအစဉ်ရဲ့ဝင်းနေဆူတောင်းအစီအစဉ်လေးကနေပြီးတော့ဒီနေ့ပထမဦးဆုံးအနေနဲ့ဆူတောင်းပြရမယ့်ဝင်းနေရှင်လေးကတော့နောက်ချုံမနေတဲ့တမီလေးတင်ဆောင်လင်းဖြစ်ပါတယ်။နောက်ချုံမနေတဲ့တမီလေးတင်ဆောင်လင်းရဲ့နှစ်နှစ်နဲ့တလားပြည့်ဝင်းနေအတွက်ကိုတော့ဘကိုးမနေတဲ့နိုင်ဖြူမမယာမအေးခိုင်တို့ကနေပြီးတော့ပောင်းရင်ဆူတောင်းပေးထားပါပဲဖြစ်ပါရှင်။ ပရိသတ်များရှင်ဒီတစ်ခါမှာဆက်လက်ပြီးအောင်ဆူတောင်းပေးရအောင်မယ့်ဝင်းနေရှင်ကတော့ရန်ကုန်ဆရာကနှစ်ကပူကြီးဒေါ်ငိမ့်ချန်းသူအတွက်ပဲဖြစ်ပါတယ်။ရန်ကုန်ဆရာကနှစ်ကပူကြီးဒေါ်ငိမ့်ချန်းသူရဲ့25နှစ်ပြည့်ဝင်နေတဲ့အတွက်ကိုတော့ပြည်ဦးမှာနေတဲ့တငယ်ချင်းထူထူကပအဝင်ဆူတောင်းပေးထားဝေးဖြစ်ပါရှင်။ ဆလဘီယောစူတောင်ပြောင်းမယ်ဝင်းနေရှင်ကတော့ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်မှာနေတဲ့မတ်တန်ဂီထုံပဲဖြစ်ပါတယ်။မတ်တန်ဂီထုံရဲ့33နှစ်ပြည့်ဝင်းနေအတွက်ကိုတော့ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်မှာနေတဲ့မတ်နှင်းဖြူထွေးကပောင်ဝင်စူတောင်ပေးထားအောင်ဖြစ်ပါတယ်ရှင်။ပြည်ထောင်များရှင်ဒီနေ့အမတ်တရားနေ့အစီအစဉ်ရဲ့ဝင်းနေစုတောင်းအစီအစဉ်လေးမှာထပ်မံပြီးရောက်စုတောင်းပေးရမယ့်ဝင်းနေရှင်လေးကတော့ ပြင်းလွင်မာနေတဲ့မတ်အေးအောင်ပဲဖြစ်ပါတယ်ပြင်းလွင်မာနေတဲ့မတ်အေးအောင်ရဲ့35နှစ်ပြည့်ဝင်နေတဲ့အတွက်ကိုတော့လက်ဝေးမာနေတဲ့စုနတီလင်ခိုင်ခိုင်ဝင်လှိုင်းလှိုင်းဝင်နယ်လင်းသူခေခိုင်ဝဲလှော်နဲ့မတ်ဆမ်မြတ်သူမတ်နိုင်ဖြူမတ်မာယာမတ်မီစွန်ဖြူကိုခန့်စရာဖြူမတ်ခင်လှလာခိုင်ကိုအောင်လင်းစုမတ်ခက်ခက်ခိုင်မတ်မီသူမတ်ကြောင့်လီတို့ကပောင်ရင်စုတောင်းပေးလာပြီဖြစ်ပါရှင် ထမှန်ပြောဆူတောင်းပေးထားတဲ့သူလည်းရှိပါသေးတယ်။သူတို့ကတော့ရန်ကုန်မှာနေတဲ့မထထခိုင်၊ကိုကျော်စောဟိန်၊ကိုကျော်စောထက်မနန်းသူစာ၊မတ်မီထရဖီ၊မတ်ရွှန်ပြေစုံနဲ့ချေရခင်အောင်သူတွေကပောင်းရင်ဆူတောင်းပေးထားပြီဖြစ်ပါရှင်။ ဟုတ်ကဲ့ပါရှင်ဒီနေ့ရဲ့မတရားနေ့အစီအစဉ်ရဲ့ဝင်းနေစုတောင်းအစီအစဉ်မှာထမံမြောစုတောင်းပေးရမယ့်ဝင်းနေရှင်ကတော့မကွေးမာနေတဲ့ကိုခန့်အတွက်ပဲဖြစ်ပါတယ်မကွေးမာနေတဲ့ကိုခန့်ရဲ့35နှစ်ပြည့်ဝင်းနေအတွက်ကိုတော့ဘကုမာနေတဲ့မန္တန်ကြီးဖြူကပောင်ဝင်စုတောင်းပေးလာပဲဖြစ်ပါရှင် သင်ပရိသတ်များရှင်ဒီနေ့အမတရားနေ့စီစဉ်ရဲ့မွေးနေ့ဆုတောင်းအစီအစဉ်လေးမှာဒီတစ်ခါမှဆုတောင်းပြရမယ့်မွေးနေ့ရှင်ကတော့ရေမျိုးကဒေါက်တာထွန်းအောင်လွင်အတွက်ပဲဖြစ်ပါတယ်။ဒေါက်တာထွန်းအောင်လွင်ရဲ့38နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ပြည်ဦးလွင်မှာနေတဲ့ချစ်စနီးအီမီကိုတားသူရင်ထက်နဲ့တမိပူပူဟေမန်တို့ကပါဝင်ဆုတောင်းပေးလာပဲဖြစ်ပါရှင်။ ရိသတ်များရှင်ဒီနေ့မတ်တရားနေ့စီစဉ်ရဲ့ဝင်းနေဆူတောင်းစီစဉ်လေးမှာဒီတစ်ခါဆူတောင်းပေးရမယ့်ဝင်းနေရှင်ကတော့တထုံမျိုးကဖို့ဖို့ဦးမင်းအောင်အတွက်ပဲဖြစ်ပါတယ်။တထုံမျိုးကဖို့ဖို့ဦးမင်းအောင်ရဲ့83နှစ်ပြည့်ဝင်းနေအတွက်ကိုတော့ပြည်ဦးလွင်မှာနေတဲ့မြည်ဖြစ်သူဒေါက်တာအောင်လွင်ဦးနဲ့သူနာပြုဆရာမမန်နှင်းရတနာဝင်းမတ်ချော်ရတနာဝင်းတို့ကပောင်ရင်ဆူတောင်းပေးလာပြီဖြစ်ပါရှင်။ တဆရန်ဖန်ရဲ့ပြည်သက်တွေအားလုံးကိုမတရားနေ့အစီအစဉ်ရဲ့ချက်ချင်းအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်။ပြည်သက်များရှင်ဒီနေ့အမတ်ရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှာပါဝင်လာတဲ့သူကတော့ပြုံးလင်းမာနေတဲ့တမင်းငယ်မတ်မီမီမိုးပဲဖြစ်ပါတယ်။တမင်းငယ်လေးကတော့ ဒီနေ့မှမင်္ဂလာတက်တန်း32နှစ်ပြည့်မြောက်လာတဲ့ဖေဖေဦးနေဝင်နဲ့မမေတော်စောင်းရည်ရိုးရဲ့မင်္ဂလာနှစ်ပတ်လည်နေ့အတွက်ကိုပါဝင်ပေးလာပါပဲဖြစ်ပါရှင်။ ဟုတ်ကဲ့ပါရှင်။ဆက်လက်ပြီးတော့လည်းဒီနေ့အမှတ်တရနေ့အစီအစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှာပါဝင်လာတဲ့သူတွေကတော့ရန်ကုန်တိုင်းဒေသကြီးကမာယွန်းမြို့နယ်မှာနေတဲ့ရမင်းပြူ၊တင်းတင်း၊တန်တာ၊ရှိုင်းနဲ့အာသစ်တို့ပဲဖြစ်ပါတယ်။သူတို့ကတော့ရန်ကုန်တိုင်းဒေသကြီးကမာယွန်းမြို့နယ်မှာနေတဲ့မောင်ကုန်းတင်းနဲ့မလီတာတို့ရဲ့ချစ်သူတက်တန်း၅နှစ်ပြည့်အတွက်ပါဝင်ပေးလာပဲဖြစ်ပါရှင်။ ဟုတ်ကဲ့ပါရှင်။ပောင်ဝင်ခြင်းနဲ့အတူစကားလက်ဆောင်လေးကိုလည်းပါထားပါသေးတယ်။စကားလက်ဆောင်လေးကတော့အများဆုံးရွှေလက်တွေနိုင်ပါစေ။ပျော်ရွှင်စရာဘွားခီးကိုဖြတ်တန်းနိုင်ပါစေ။ဆိုပြီးတော့စကားလက်ဆောင်လေးပါထားပေးဖြစ်ပါရှင်။တစီယန်ဖန်ပရိသတ်များရှင်မတရားနေစီစဉ်ကိုရောချွာတင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့ရှင်ပရိသတ်ကြီးကမတရားနေစီစဉ်ကနေပြီးတော့မွေးနေ့ရှင်နေတဲ့အတူတူ ်ချစ်သူဆုံးတွေမင်္ဂလာစနေမောင်နေ့နေ့အားလုံးအတွက်ကိုစုမုံစကားလေးတွေတောင်းပေးချင်နေဆိုရင်တော့သစင်း FM ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639 1639ကိုနေ့စဉ်နေ့လယ်7:00နာရီကနေ7:00နာရီအတွင်းမှာမိမိတောင်းဆိုပေးချင်တဲ့နေ့ရက်မတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။သစင်း FM ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639 1639နဲ့အတူတူသစင်း FM Entertainment YouTube Channel မှာလည်းကွန်မန့်လေးနဲ့အတူပေါင်းဝင်တောင်းဆိုနိုင်ပါတယ်ဆိုတော့အသိပေးရင်းနဲ့ပရိသတ်တွေအားလုံးကိုဒီနေ့အမှတ်ရနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။